မုံတိုင်းကျောင်းလိုင်းလုံးကြီးတွေရိုက်ခတ်ပေမဲ့အီယာမတင်မောကြီးတွေဒိန်းဆောင်နှိမ့်ုပ်သွားခြင်းမရှိတာဘာကြောင့်လဲပရိသတ်များအလုံးမဲ့မင်္ဂလာပါများဘာမအိတ်တုံးလုံး channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ပင်လေကူတင်မောကြီးတွေဖြစ်ကြတဲ့အပျော်ကြီးတင်မောကြီးတွေကုန်တင်တင်မောကြီးတွေကပင်လေပြင်ထဲမှာခုံမောင်းသွားလာနေစဉ်အတွင်းစိုးရတဲ့ရာသီဥတုတွေနဲ့လည်းရင်ဆိုင်ကြုံတွေ့ကြရပါတယ်တကားလီမှာဆိုရင်တော့လိုင်းတဘိုးကြီးတွေကလာရောက်ရိုက်ခတ်တာမျိုးတွေလည်းရှိတတ်ပါတယ်တင်မောကြီးတွေကလိုင်းတဘိုးကြီးတွေရဲ့ရိုက်ခတ်မှုတန်ကိုကြံ့ကြံ့ခံနိုင်လေးရှိတတ်ကြပါတယ် ဒရွန်တန်ယုံနဲ့နေမြုပ်သွားလိမ့်မရှိကြသလိုတိန်ဆောင်သွားတာမှောက်သွားတာမျိုးတွေလည်းမရှိတတ်ကြပါဘူး။ဒါကမာလီမူရဲ့ရေချောင်းကျွမ်းကျင်မှုတွေလည်းတက်ဆိုင်နေဆိုပေမဲ့တခြားလျှို့ဝှက်ချက်တခုလည်းရှိလို့နေပါရီ။ဒီလျှို့ဝှက်ချက်ကိုဒီနေ့မှာထုတ်ဖော်တင်ဆက်ပေးသွားမှာပဲဖြစ်ပါရီ။တင်မောကြီးစင်းစမဆောက်ခင်ကလေးကသီအိုရီပေါင်းစုံနဲ့စဉ်းစားအဖြေထုတ်ပါရီ။ပြီးရင်တော့ပုံစံငယ်လေးတိဆောက်ပြီးတော့ဆက်လက်အဖြေရှာပါရီ။အဓိကအပြင်တော့အာကီမီဒီစ်ရဲ့နေရာမှာကိုအခြေခံပြီးတော့စမ်းသက်စစ်ဆေးမှုတွေပြုလုပ်တာပါ။ ရာမပျော်စီတင်မောကြီးတွေဆိုရင်တန်ချိန်တသိန်းလောက်အထိတောင်မှရှိပါရီအထက်20မြင်းနဲ့ပုံမှန်အဆောက်အုံတစ်လုံးထက်တောင်မှအလေးချိန်ပို့ပါရီဒါမဲ့တင်မောကြီးတွေကကြောက်တုံးနေလိုမျိုးပဲရေထဲကိုချလိုက်တာနဲ့နှိမ့်မြုပ်သွားခြင်းမရှိပါဘူးရာဝတ္ထုတိုင်းကအရင်ထဲမှာနှိမ့်မြုပ်မယ်ဆိုရင်အရိယာဝတ္ထုကိုအပေါ်ပြန်တွန်းကံမဲ့ apply force ကိုလည်းခံစားရမှာပါနောက်တစ်ချက်ကတင်မောကိုအလုံးပိတ်အဆိုင်ခဲကြီးတစ်ခုလိုမျိုးလုံမထားပါဘူးအထဲမှာအခန်းတွေစသဖြင့်လိုအပ်သလိုပြင်ဆင်မွမ်းမံပြီးအကောင့်ဖြစ်အောင်လုပ်ထားပါရီဒါကတင်မောရဲ့တိတ်တီးစာကိုရှော့ချပေးတာပါ ဒါတွေကြောင့်လည်းငကိုကလေးကရေထက်သိသိကြပုံနေတဲ့တင်းမောတွေကရေထဲမှာပေါ်နေနိုင်တာဖြစ်ပါတယ်။တင်းမောရေထဲမှာခုံမောင်းနေတဲ့အခါမှာလည်းရေတွေကိုရက်ပြီးတော့နေရာရွှေ့ပြောင်းဖလဲပစ်လိုက်ပါတယ်။ဒါမဲ့တင်းမောတွေကိုဒီလိုတိဆောက်ထားတာကြောင့်လုံအောင်ကိုစိတ်ချရပြီလားဆိုရင်တော့မဟုတ်သေးပါဘူး။အတွင်းကနေတွေကိုရေတွေမဝင်နိုင်အောင်လုပ်ကယူဆိုက်ရအောင်မှာဖြစ်ပါတယ်။အတွင်ကနေကိုရေတွေဝင်ရောက်တာများပြားလာမယ်ဆိုရင်တော့ရေတူကတင်မောရဲ့တိတ်တီးစားကိုအစားထိုးဝင်ရောက်နေရာယူသွားပါလိမ့်မယ်။ဒါကြောင့်တင်မောရဲ့တိတ်တီးစားကပိုများလာပြီးတော့အောက်ကရေထက်ပိုများလာတဲ့အနေအထားတစ်ခုကိုရောက်ရှိသွားရင်တော့ င်မောနိမြုပ်သွားနိုင်ပါလိမ့်မယ်။လိုင်းတစ်ခုရိုက်ခတ်လိုက်တဲ့အခါမျိုးမှာတင်မောယူတစ်ဖက်ကိုရှောင်းသွားစီနိုင်လောက်တဲ့အနေအထားမျိုးအထိလိုင်းရိုက်နိုင်ပါရီ။ဒါမဲ့ Center of Gravity နဲ့ Center of Viewency ရောက်တင်မောကြီးကိုစောင်းပြီးတော့လဲသွားတာမျိုးအထိဖြစ်မသွားစီနိုင်မင်းနဲ့ပြန်လဲတက်မဲ့စီနိုင်ပါရီ။တစ်ဖက်ကလိုင်းရရင်ကျန်တဲ့တစ်ဖက်ကိုရှောင်းသွားမယ်။ပြီးရင်တော့ပြန်ပြီးတော့တက်မဲ့သွားမယ်။အလုပ်ပုံစံမျိုးနဲ့ပဲအီယာမတင်မောကြီးတွေကလိုင်းရိုက်တဲ့တန်ကိုကြမ်းကြမ်းခံနိုင်ကြပါရီအဲ့လိုမျိုးဖြစ်လာအောင်လို့လည်းတေချာတွက်ချက်ပြီးတော့မှတင်မောကိုဒီဇိုင်းရေးဆွဲထားတာဖြစ်ပါရီ အပျော်စီးတင်မောတွေမှာအထူးဒီဇိုင်းထုတ်လုပ်ထားတဲ့တင်မောကိုရီတွေရှိပါတယ်။လိုင်းကြီးကြီးတွေကိုဖြတ်ကျော်ခုံမောင်းနိုင်အောင်လို့ဒီဇိုင်းရေးဆွဲထားတာပါ။တင်မောရဲ့အောက်ခြေကကျေပြီးတော့ကွေးညွတ်ထားပါတယ်။ရေနဲ့လေတုရဲ့ဘဟုကိုထိန်းသိမ်းနိုင်မှုဖြစ်ပါတယ်။နောက်ပြီးတော့တင်မောပေါ်မှာတင်ထားတဲ့အလေးချိန်တွေကိုဖြန့်ကျက်ထားရှိပါတယ်။တနေရာတွေမှာပဲအလွန်အမင်းစုနေစည်းရာမျိုးတွေမလောက်ပါဘူး။အင်ဂျင်တွေစီတိုင်ကြီးတွေကနေစလို့မီလီမီတာအထိတိကျအောင်အသေးစိတ်ဒီဇိုင်းရေးဆွဲထားတာဖြစ်ပါတယ်။နောက်ပြီးတော့တင်မောရဲ့1 byte ထဲမှာရေလောင်ကန်တွေပါပါတယ်။တင်မောရဲ့အလေးချိန်တွေကိုအဲရေလောင်ကန်ထဲချဲ့ပြီးတော့လိုအပ်တဲ့လိုမျိုးကစားနိုင်ပါတယ်။ အလုရာရီကြောင့်အီယာမာတင်မောကြီးတွေကလိုင်းလုံးကြီးတွေရဲ့ရိုက်ခတ်မှုတန်ကိုလည်းကြံ့ကြံ့ခံနိုင်ပြီးတော့တိန်ဆောင်ပြီးတော့မောက်သွားမျိုးမရှိရခြင်းဖြစ်ကြောင်းမှာအစုံတိလိုက်ပါကြီးရှိပေးခဲ့ကြလို့အားလုံးကိုကျေးဇူးတူတင်ရှိပါရမြား